မင်္ဂလာပါပရိသတ်ကြီးရှင်ဖိလပိုင်နိုင်ငံအလဲပိုင်းမှာပြင်းအား6ဒသမ9အဆင့်ရှိတဲ့ငလင်လောက်ခတ်ပြီးတဲ့နောက်တည်ဆုံသူ90နီးပါးရှိလာကြောင်းတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲရေးတာဝန်ရှိသူတွေကအတည်ပြုပြောကြားလိုက်ပါတယ်ဖိလပိုင်မီးတောင်နဲ့မြေငလင်ဆိုင်ရာသိပ္ပံဌာနကဆူနာမီသတိပေးချက်ကိုရုပ်သိမ်းလိုက်ပြီးပင်လယ်ရေမျက်နှာပြင်လှိုင်းအတက်ကြကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုတွေတိတိတသာကျော်လွန်သွားခဲ့ပြီလို့ဆိုပါတယ်။ စီဘူးပြည်နယ်အစိုးရကတော့တဘာဝဘေးဆိုင်ရာရေးပေါ်ခြေနေကြီးညာထားပြီးရဲစစ်တပ်အားပြန်လည်ရရှိဖို့နဲ့ငလျင်တဲ့သူတွေကိုကူညီပေးရေးအတွက်အပူတပြင်းတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်အခုလက်ရှိမှာတော့ငလင်းကြောင့်တန်ရာရသူတွေနဲ့တခြားသူတွေကိုဆေးရုံအဆောက်အအုံပြင်ပမှာကုသမှုတွေပေးနေရတယ်လို့သိရပါဗျ။ မနေ့ကစက်တင်ဘာလ30ရက်နေ့အင်္ဂါနေ့ညပိုင်းအချိန်က6.9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တဲ့ငလင်613ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ဖိလပိုင်မီးတောင်ဆိုင်ရာအေဂျင်စီကထုတ်ပြန်ထားပါတယ်ငလင်တန်တဲ့ဒေတာကလူတွေကတော့မင်းညာကလမ်းတွေပေါ်အထိထွက်အိတ်ခဲ့ရတယ်လို့လည်းသိရပါဗျ။ မလင်ဟာဒေသစံတော်ချိန်ည9:59မိနစ်အချိန်ခန့်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးမလင်ပဟုချက်ကတော့ဘိုးကိုမြို့အရှိမြောက်ဘက်17ကီလိုမီတာမြေအောက်အနက်5ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖိလပိုင် Daily Inquirer Media ရဲ့အော်တိုဘာလာ၁ရက်နေ့မနက်ပိုင်းဖော်ပြမှုအရဘိုကိုမျိုးမှာသေဆုံးသူအနည်းဆုံး28ဦးရှိက149ယောက်တန်ရာရခဲ့တယ်လို့ဆိုတော့လေအပြက်စီးပုံများကြားမှာပျောက်ဆုံးနေသူများရှိတာကြောင့်သေဆုံးနှုန်းဟာဆက်လက်မြင့်တက်လာပွဲရှိတယ်လို့လည်းသိရပါတယ်နောက်ဆက်တွဲကလေးများဆက်လာနိုင်သေးတာကြောင့်သတိပေးချက်နဲ့အတူကယ်ဆယ်ရေးအဖွဲ့များသတိထားပြီးဆက်လက်ကယ်ဆယ်နေကြတာလည်းဖြစ်ပါတယ်